ဂျပန်နိုင်ငံရဲ့ပစိဖိတ်ကမ်းရိုးတန်းမှာကြီးမားတဲ့ငလင်လှုပ်ခတ်ရင်ဖြစ်အားဖြင့်ဆူနာမီလိုင်းတွေဖြစ်ပေါ်လာနိုင်ပြီးနိုင်ငံစီးပွားရေးအနေနဲ့ကန်ဒေါ်လာ1.81 trillion ဆုံးရှုံးနိုင်တယ်လို့အစောအဦးရာပေါင်းများစွာပြောကြားနိုင်တာကြောင့်လူ3သိန်းလောက်သေဆုံးနိုင်တယ်လို့မတ်လ31ရက်မှာထုတ်ပြန်တဲ့အစိုးရအစီရင်ခံစာမှာဖော်ပြထားပါတယ်။ နိုင်ငံရဲ့ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ရဲ့ထက်ဝက်နီးပါးပမာဏဖြစ်တဲ့ယန်290.3 trillion ဒေါ်လာ1.81 trillion ဆုံးရှုံးမယ်ဆိုတဲ့ခန့်မှန်းချက်ဟာအရင်ကခန့်မှန်းထားတဲ့ပမာဏထက်ပိုပြီးခန့်မှန်းထားတာဖြစ်ပါတယ်။ဂျပန်ဟာကမ္ဘာမှာငလင်လှုပ်ခတ်မှုအများဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်ပြီးငလင်စုံအတွင်း Richter scale 6ကနေ9အထိအားပြင်းငလင်လှုပ်ခတ်နိုင်ခြေ80%ရာခိုင်နှုန်းရှိတယ်လို့ဝန်ကြီးများရုံးရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အဆိုရဆုံးဖြစ်နိုင်ခြေအနေနဲ့ Richard Scale ကိုအဆင်ရှိတဲ့ငလင်လောက်ခတ်ခဲ့မယ်ဆိုရင်ဂျပန်နိုင်ငံလူဦးရေစုစုပေါင်းရဲ့တရာဂိုင်းတော့ဒါမှမဟုတ်လူပေါင်း1.3သန်းကိုဘေးကင်းရအောင်ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ ဆောင်ရသည့်အတွင်းညအချိန်မှသာငလင်လှုပ်ခဲ့မယ်ဆိုရင်လူပေါင်း2,900,000အထိတည်ဆုံးနိုင်တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဂျပန်ရဲ့ငလင်ဇုံဟာအနောက်တောင်ပစိဖိတ်ကမ်းရိုးတန်းအလွန်မှတည်ရှိပြီးကီလိုမီတာ900လောက်ရှိလျားပါတယ်။ဒီလိုနေရာမှာနှစ်ပေါင်း100ကနေ150လောက်ကြာတိုင်းကြီးမားတဲ့ငလင်လှုပ်ခဲ့လေရှိကြောင်းသမိုင်းအထောက်အထားတွေကဖော်ပြနေပါတယ်။2011ခုနှစ်မှာ Richter scale ကိုအဆင့်ရှိတဲ့ငလင်လှုပ်ခဲ့မှုကြောင့်ဆိုဝါလွန်းတဲ့ဆူနာမီလိုင်းတွေဖြစ်ပေါ်ခဲ့ပြီး နျူကလ িয়ার တပ်ပေါင်းမှုသုံးလုံးအရေးပြောသွားပြီးနောက်လူပေါင်း1500တေဆုံးခဲ့ရပါတယ်